ရာဇဝတ်မှုတွေကိုအမှုဖွဲ့တိုင်တက်ဖို့အတွက်အချိန်ကာလကန့်သက်ချက်ရှိပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LSD Group မြန်မာ Law Fan ကကြားလွတ်တော်ရှင်နေသူအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Fan အနေနဲ့အများပြည်သူတို့သိတဲ့နယ်ဥပဒေဆိုင်ကိစ္စရပ်များကိုဆွေးနွေးမြဝေလေးရှိပါတယ်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှမေးမြန်းထားတဲ့ online မေးခွန်းလေးတစ်ခုနဲ့ဆွေးနွေးမြဝေပေးကြပါတယ် သူ့ရဲ့မိကုံးကိုအတူချုပ်ပြီးတော့ဆွေးနွေးပြရမယ်ဆိုလို့ရှိရင်ပေါ့နော်။သူနဲ့သူ့ရဲ့ခင်မုန်းဖြစ်သူတို့ပေါင်းတင်လာတာက22နှစ်ခန့်တော့ရှိပြီပေါ့လေ။အဲဒီနောက်ပိုင်းမှာသူ့ရဲ့ခင်မုန်းဖြစ်သူကနောက်ထပ်အမျိုးသမီးတဦးနဲ့ဖောက်ပြန်ပြီးတော့မှသွားရောက်ပေါင်းတင်နေတာအချိန်ကာလတစ်နှစ်ကျော်ရှိပြီပေါ့နော်။သူနဲ့ဖောက်ပြန်နေဆိုတဲ့အမျိုးသမီးမှလည်းပဲခင်မုန်းနဲ့သမီးတယောက်ရှိတယ်ပေါ့လေ။အဲတော့အဲဒီဘက်ကသူ့ရဲ့ခင်မုန်းကလည်းပဲပေါ့နော်။သမီးပြန်နာကိုထောက်ထားပြီးတော့မှသူ့ရဲ့အမျိုးသမီးကိုမတိုင်တန်းခဲ့ဘူးပေါ့။ အဲ့တော့ဖောက်ပြန်တဲ့သူနှစ်ဦးစလုံးကအိမ်တော်ရှိတယ်။သို့တော်လည်းပဲတစ်ဖက်အိမ်တော်ဘက်နှစ်ဦးစလုံးကလည်းပဲအကြောင်းအမျိုးမျိုးကြောင့်စကမ်းမှာအမှုဖွင့်မတိုင်တန်းဖြစ်ခဲ့ဘူးပေါ့နော်။အချိန်ကာလအပြည့်ပြောရမယ်ဆိုလို့ရှိရင်တစ်နှစ်ကျော်ပြီပေါ့လေ။ဒီအချိန်နေရောက်တဲ့အခါကျတော့မှတစ်ဖက်ကနေပြီးတော့မှနော်မခန့်လေးစားတွေပြုလုပ်နေတဲ့အပြင်ပြန်လာခြင်းလည်းမရှိတဲ့အခါကျတော့သူ့အနေနဲ့တိုင်တန်းမယ်ဆိုလို့ရှိရင်တိုင်တန်းလို့ရသလားပေါ့နော်။ အဲ့လိုသွားပြီးတိုင်တန်းမယ်ဆိုရင်သက်ဆိုင်ရာရဲစခန်းကလွန်ခဲ့တဲ့တစ်နှစ်လောက်ကဘာကြောင့်လာလောက်လာရောက်မတိုင်တန်းလဲဆိုတာကိုမေးမြန်းနိုင်သလားပေါ့နော်သူရဲ့ဆိုရင်စိတ်အရာမေးထားတဲ့မိကုံးလေးဖြစ်ပါတယ်ဒီမိကုံးလေးနဲ့ပတ်သက်ပြီးတော့မှဖြေချားပေးရမယ်ဆိုလို့ရှိရင်ရာဇဝတ်မှုတွေကိုနော်စပြီးတော့ကျူးလွန်တဲ့နေရာစပြီးဘယ်နည်းအတွင်းဘယ်နှစ်အတွင်းတိုင်တန်းရမယ်လို့နှစ်ကာလစည်းကမ်းသက်ကန့်သက်ထားခြင်းမရှိပါဘူးဘယ်အချိန်ခါမှဆို တိုင်တန်းလို့ရတယ်ပေါ့နော်တကူလေးရှိတာကတော့အရန်ကြာသွားမှတိုင်တယ်ဆိုလို့ရှိရင်တော့သက်တေကန်အထောက်ထားတွေပျောက်ပြတ်သွားနိုင်တာမျိုးရှိပါတယ်အခုသူ့ရဲ့မိကုံးအရာကတနစ်ကျော်အချိန်ကြာတာဆိုပေမဲ့လို့သက်တေကန်တွေပျောက်ပြတ်စရာအကြောင်းမရှိဘူးပေါ့နော်အခုလက်ရှိမှာလည်းပဲသူတို့ဟာပေါင်းသင်းနေကြတယ်ဆိုလို့ရှိရင်လူသက်တေပေါ့နော်အဲ့လိုပေါင်းသင်းနေထိုင်ကြအထောက်ထားကိုတင်ပြပြီးတော့သက်ဆိုင်ရာရဲစခန်းမှာတွားရောက်ပြီးတော့မှအဖို့ဖွင့်တိုင်တန်းနိုင်ပါတယ် เนาะတလင်းတမယဥပဒေ600ညှိစုံမှုဖြစ်တယ်ပေါ့เนาะဥပဒေပြည့်စုံပြောရမယ်ဆိုလို့ရှိရင်တော့တလင်းတမယစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေရာပေါ်ရောက်တန်တန်းနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးပြဝေမှုကို အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ရာဆွေးမှုတွေကိုအမှုဖွင့်တိုင်တန်းဖို့အတွက်ပေါ့เนาะအချိန်ကာလကန့်သက်ချက်ရှိသလားဆိုရင်အဲ့လိုအချိန်ကာလကန့်သက်ချက်မရှိပါဘူး ဘယ်ချိန်ဘယ်ကာလမှမဆိုးသွားရောက်ပြီးတော့မှအမှုဖွဲ့တန်တန်းနိုင်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။